ိဇာသူမဟုတ်ဘိုးတော်ဆိုတာဘလို့လူမျိုးတွေလဲသူတို့ဘာတွေတက်လဲလေးလာကြည့်အောင်ဗျာဝိဇာရှင်တန်းမှာပြောထားပါတယ်ဝိဇာပညာအစသိတ္တိစေပါကတဲ့ဝိဇာဆိုတာဟာအမိခေါ်ဝေါ်အဖြစ်အင်းဝိဇာစေဝိဇာတန်ဝိဇာစသဖြင့်များစွာရှိပါတယ်ဒီဝိဇာပုဂ္ဂိုလ်တွေကိုအချင်းကျုံရင်တော့အတိဝိဇာအတ္တဝိဇာအကျင့်ဝိဇာလောကီဝိဇာလောကုတ္တရာဝိဇာအစရှိသဖြင့်၅မျိုးရှိပါတယ် အတိဝိဇ္ဇာဆိုတာစာတိတိချင်းအကြောင်းမြင်ပုဒ္ဒရာများချင်းပရိကတ်စာပေတွေကျွမ်းကျင်သိရှိခြင်းကျင့်ကြံပွားများအားထုတ်ပြီးအမြင့်ကြားရရှိပြီးတော့အဘိညာဉ်ပေါက်တဲ့ပုဂ္ဂိုလ်တွေအဘိညာဉ်၅ပါးအဘိညာဉ်၆ပါးပေါက်မြောက်တဲ့အထိသိမြင်ခြင်းဟာလေအတိဝိဇ္ဇာဖြစ်ပါလေအတ္တဝိဇ္ဇာဆိုတာအင်းပညာစမပညာစသဖြင့်ကျွမ်းကျင်စွာတက်မြောက်ရင် အတ္တဝိဇ္ဇာခေါ်ထိုက်ပါလေဒီပညာရှင်တို့ဟာအင်းဝိဇ္ဇာစမဝိဇ္ဇာပင်ဖြစ်ပါလေစေဝိဇ္ဇာ စေဝါအတွက်တက်ကိုကျွမ်းကျင်စွာတပတ်ကန်းခတ်တဲ့ရင်လဲစေဝိဇ္ဇာလို့ပြင်ခေါ်မှာဖြစ်ပါလေအခုမှာဗေဒင်ပညာကိုတပတ်ကန်းခတ်ကျွမ်းကျင်စွာတမြောက်ပြီးဟောပြောနိုင်ရင်ဒီပုဂ္ဂိုလ်ဟာဗေဒဝိဇ္ဇာမြည်ပါလေသိပ္ပံပညာစမှုပညာလက်ဘုပညာပရာသန်စသည်တို့ကိုသိတိမြို့ပေါက်တဲ့အထိအကိယလုံးရဲ့အတ္တဘယ်တက်ကိုမဆို ကျွမ်းကျင်စွာတက်သိရင်လဲအတ္တဝိဇ္ဇာလို့ဆိုထိုက်ပါလေအကျင့်ဝိဇ္ဇာအကျင့်ဝိဇ္ဇာဆိုဒီမှာကတော့ဒါနသီလတို့ကိုအားပြုပြီး အဋိဋ္ဌံအကျဉ်းလောင်းကိုအာကျုမန်တအားထုတ်ကျင့်ဆောင်နေခြင်းပင်အကျင့်ဝိဇ္ဇာလို့ခေါ်နိုင်ပါလေ။ဘုရားကုံတော်ပွားများခြင်းဗုဒ္ဓလုတ္တတိကမ္မထံတရားပွားများခြင်းနေကတိုင်းမြေကတိုင်းအစရှိတဲ့ကတိုင်း40လုတ္တတိ10ပါးပွားများခြင်းသာသဖြင့်ဆွတ်ဆွတ်မြဲကျင့်ကြံပွားများအားထုတ်ရင်အကျင့်ဝိဇ္ဇာလမ်းကိုရှောက်လန်းနေသူဖြစ်ပါလေ။သမထတရားဝိပဿနာတရားစူးစမ်းကျင့်ဆောင်ပေါ့မြောကသိတိရရင် အကျင့်ဝိဇ္ဇာလို့ခေါ်ဆောင်နိုင်ပါလေအကျင့်ဝိဇ္ဇာကဏ္ဍမှာကြည်ကြံပွားများအားထုတ်ရနိုင်သမထအကျင့်မှာအောက်ဆုံးအထက်ပရိဘာဂနမိတ်အပါနာတမာတိအစင်မှာစာဇန်တရားအဘိညာဉ်တရားများရတဲ့အထိအစင်နေကိုအကျင့်ဝိဇ္ဇာလို့သတ်မှတ်ရပါလေဝိပဿနာတရားတို့ကိုကြည်ကြံပွားများအားထုတ်ပြီးအောက်ဆုံးအထက်ဩဒရာဗံယဉာဏ်မောစတ္တိဝိပဒနာဉာဏ်၁၀ပါးပါဝင်မဉဏ်ဖွဉ္ဉံတိ အကျင့်ဝိစာလို့သတ်မှတ်ရပါမယ်။လောကီဝိစာလောကီဝိစာဆိုဒီမှာ လောကီပညာအတက်များဖြင့်အောက်ဆုံးထက်သတ္တဝါတွေရဲ့အန္တရာယ်ကိုဖယ်ခွာစေနိုင်ခြင်း။ယောဂဝိဒနာတွေကိုဖယ်ရှားပေးနိုင်ခြင်း။သတ္တဝါအများကိုတိုးတက်အောင်ကြီးပွားအောင်ကောင်းကျိုးတွေကိုဆောင်ရွက်ပေးနိုင်ခြင်းဟာအောက်ဆုံးဆင့်လောကီဝိစာလို့ခေါ်ဆိုနိုင်ပါလိမ့်။လောကီပညာကိုတက်တာတော့မှန်ပါရဲ့။ဒါပေမဲ့သတ္တဝါကျိုးလောကလူသားကျိုးတစ်ခုတည်းမှာအထောက်ပံ့လဲ မပြေးနိုင်မဆွမ်းဆောင်နိုင်ရင်အဲ့ဒီပုံကိုယ်တွေကို လောကီဝိဇာလို့မခေါ်ဆိုထိုက်ပါဘူးလောကီဝိဇာအစင်ဟာတိတ်တိတမျိုးမျိုးစွမ်းအားတမျိုးမျိုးအောက်ဆုံးထည့်အနေနဲ့ရရှိထားပြီးတရဝရီအကျိုးကိုတစုံတရာ ကောင်းကျိုးပြုနိုင်မှာသာလောကီဝိဇာလို့ခေါ်ထိုက်ပါလေတိတ်တိ၁၀ပါး၅ပါးသောအဘိညာဉ်တို့ကိုရရှိပြီးပေါင်းလို့လောကီဝိဇာအစစ်ကြီးပင်ဖြစ်ပါလေလောကုတ္တရာဝိဇာလောကုတ္တရာဝိဇာဆိုဒီမှာ တမထတရားကိုကြော်လွန်ပြီး30ဘုံမှာလွတ်ရလကြောင်းတန္တရာဝဆင်းရဲမှာလွတ်ရလကြောင်းတခတာတတန်တိဒုက္ခနိဗ္ဗာန်တရားကိုမျက်မှောက်ပြုနိုင်တဲ့အထိဝိပဿနာတရားကိုပွားများအားထုတ်ပြီးဝိပဿနာဉာဏ်၁၀ပါးနဲ့တူပါမဉ္ဇဉ်ဖွဉ္ဉ္ရရှိတဲ့အထိနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အထိကျင့်ကြံပေါ့မြုပ်တဲ့ပုဂ္ဂိုလ်ဟာလောကုတ္တရာဝိဇ္ဇာဖြစ်ပါလေဝိဇ္ဇာဆိုဒီမှာဝိဇ္ဇန္တရာတီတီ ဝိဇ္ဇာတရောတဲ့ဝိဇ္ဇာဆိုတာပါဠိဘာသာနဲ့ခေါ်ခြင်းဖြစ်ပြီးမြန်မာလိုသိစရာဟုတ်သမျှအဆုံးထိတည်သူတတ်သူလို့အဓိပ္ပာယ်ရပါလေဝိဇ္ဇာတရတပ်ပညာရှင်ကိုဝိဇ္ဇတုလို့လည်းခေါ်ပါလေဝိဇ္ဇာကိုထမျိုးခွဲရင်၅မျိုးရှိပါလေမန္တေဝိဇ္ဇာကန္နာယဝိဇ္ဇာလောကိဝိဇ္ဇာဝေဒဝိဇ္ဇာအရိယဝိဇ္ဇာတဲ့ဝေဒဝိဇ္ဇာဆိုတာကဘေးရင်လေးပုံလို့ခေါ်အပ်တဲ့ဝေဒ အတက်ပညာကိုဉာဏ်ဆူချပြီးတော့အတက်ဖက်ကန်းခတ်တက်မြောက်တဲ့သူကိုဗေဒဝိဒဝိဇ္ဇာလို့သတ်မှတ်ပါလေမန္တန်ဝိဇ္ဇာဆိုဒီမှာလက္ခဏာကြံနမိတ်ကြံမျိုးမျိုးနခ26လုံးလိုကြီးနေထိုင်ပြောင်းရွှေ့အယောင်ညိုးမိန်တို့ကို ရှုမြင်ပြီးတက်ရှိတမဲ့တို့အကျိုးပြုကိုတည်စေနိုင်စွမ်းနဲ့လက္ခဏာကြံဂါရာမန္တန်မျိုးမျိုးစေကြံတက်ကြံမျိုးမျိုးအတက်ပညာမျိုးမျိုးဟုသမျှ တက်မြောက်ပေးစီသူကိုမန္တန်ဝိဇ္ဇာခေါ်တယ်။ကန္နာယီဝိဇ္ဇာဆိုဒီမှာစေဝိဇ္ဇာ၊ဗထဝိဇ္ဇာ၊တန်ဝိဇ္ဇာ၊အင်းဝိဇ္ဇာစသဖြင့်ပထဝီသိတ္တိ၊ဒနာသိတ္တိ၊ဥဏ္ဏကသိတ္တိ၊အာကာသသိတ္တိ၊အာယုသိတ္တိ၊စိန်ဓမ္မရသိတ္တိများအောင်ပေါ့မြောက်အောင်မြင်တာဖြစ်လို့ကမန်စိတ္တိတကိုးတွေနဲ့ပြီးပြည့်စုံသည်ဖြစ်လို့နတ်တကြားတို့အလားတကိုးဆွမ်းနိုင်တဲ့သိတ္တိမဟိတိပုဂ္ဂိုလ်တွေကိုကန္နာယီဝိဇ္ဇာလို့ခေါ်ပါတယ်။လောကီယာဝိဇ္ဇာဆိုဒီမှာ သိတိစေပါနဲ့တကွာအိတိဝိတာဒိပသခုဒိပသောတာစေတောပရိညာပုပ်ပေနိဝတာစရှိတဲ့အဘိညာဉ်၅ပါးပေါ့ရောက်ပြီးဇာနကံယောဂအတ္တမတပကံကတက်မြောက်တဲ့အစွမ်းရှိသူကိုလောကီယဝိဇ္ဇာခေါ်ပါလေအရိယဝိဇ္ဇာဆိုတာသစ္စာလေးပါးတရားပိုင်းခြားတင်နေသိမြင်ဖို့ရောအရိယပုဂ္ဂိုလ်အဖြစ်တက်မြောက်တဲ့အစွမ်းရှိသူကိုအရိယဝိဇ္ဇာသမဟုဝိဇ္ဇာခေါ်ပါလေ ဖျက်ပေါက်ကျင့်တဲ့ပုဂ္ဂိုလ်မြည်စီဗီဇသစ်ပင်ဆေးမျိုးတို့ကိုသုံးဆွဲစီရင်လျက်တပကန်းခတ်တိတိငါးပါးဆေးပါးလောကီအပင်ကြီးနေပေါ့မြော့အောင်မြင်တဲ့ဆေးဝေးစားအခရာဝနပြီးတရတီဟူသောစမအခရာကျိုးစင်းအမိအသက်အမှတ်အသားတို့ကို အကွက်ပြုတ်ပြီးအယုတ်ပြူပြီးတော့အဲ့ဒီတက်ခံတအုံမိယံသာသဖြင့်ဆင်ကျင်ပြီးတမာတိခံမြေစွာနဲ့အလိုရှိရတဲ့အာနိသင်ဖတ်ပေါ်စေဖို့လေ့ကျင့်အားထုတ်ကာ သိတိ၃ပါ၅ပါ၁၀ပါအပိညာများ ပေါ့မြောက်အောင်မြင်ကတပခန်းခတ်ထွက်ရပေါက်တဲ့အင်းဝိဇာစမဝိဇာဗရာဟုတဖြင့်၎င်းနခတ်ဖြင့်၎င်းဖန်းချင်းအုတ်ချင်းသေးစင်းရှင်ချင်းပြုစွမ်းနိုင်ပြီးတော့သိတိအပိညာစသည်တို့ရရှိ ပေါ့မြောက်အောင်မြင်တဲ့ဗရာဝိဇာတံမျိုးတထုမျိုးတို့ကိုအသီးအပွင့်အရာစေဝါအစီတို့နဲ့၎င်းတန်နခတ်တို့နဲ့အုတ်ချင်းဖန်းချင်းရှင်စီချင်းတည်စီချင်းကိုပြုလုပ်ဆောင်နိုင်ပြီးတိတ်တိအပိညာများ ပေါင်းမြောက်ရရှိတဲ့တန်ဝိဇ္ဇာ စေဝိဇာအင်းစမဝိဇာပဓာဝိဇာတဝိဇာတို့ဟာကန္ဓာယီဝိဇာတက်တယ်ဖြစ်ပြီးတော့ဒီတက်ပညာတို့ဟာကန္ဓဘာနတုနဲ့ဆက်နွယ်ပါလိမ့်ကန္ဓဘာနတုဖြင့်သိတိမျိုးမျိုးကိုအပိတဟံရောက်ကုမြောက်တဲ့အတက်လဲဆိုပါလိမ့်ဒီတက်ဟာပညာလဲဟုတ်တယ်ဒီနှစ်ပါးသောသိတိကြောင့်ကန္ဓာယီဝိဇာမြည်ပြီးထွေးပေါက်ခြင်းဟုတ်သည် ခုဖော်ပြခဲ့ပြီးတော့အတက်ပညာတော်ဖြင့်ကြင့်ကြံပွားများအားထုတ်အပ်သည့်ရှိသောတဏ္ဍသိတိရွှေငွေရဏပြုလုပ်နေစွမ်းရှိတဲ့အာယုသိတိတတန်းအဖြစ်9000စသဖြင့်အလိုရှိသလိုရှိနိုင်တယ်။စိန်တာမရသိတိသူတပားယူနောစိတ်အတွေးကြံဟုသူများကြိုတင်သိနိုင်တယ်။အာဟာရသိတိအစာအာဟာရမမီဝဲမစားသုံးဘဲနှိယာချင်နေနိုင်တယ်။ကာယသိတိဓာလန်တနတ်မီးပေါက်ကြည်လက်နှမျိုးစုံနဲ့မထီမရှာမသေးနိုင်ဘူး။ဒါအပြင် ိတ်ဒီဝိဒအတိတ်ဒီအထူးထူးသောအရာဟုသမျှဖန်ဆင်းနိုင်တဲ့အာရောချတိတ်ဒီအနာယောဂပေါင်းမလေးဆန်နိုင်မှုပထဝီတိတ်ဒီလိုရအရက်မြေကျောရှုပ်လျက်ပြည့်ရောက်အောင်သွားနိုင်တယ်အာဂါတတိတ်ဒီလဟာပြေမမြေပြင်ကဲ့သို့သွားလာနိုင်တယ်သွားလို့ရကိုလဟာပြေမလျက်ပြည့်ရောက်နိုင်သွားနိုင်တယ်အဂိတိတ်ဒီမိလျံပေါ်မှာလိုသူလိုနေနိုင်တဲ့မိမလောင်ကျွမ်းနိုင်မှာဘူးအစရှိတဲ့ပြောခဲ့တဲ့ခန္ဓာရဲ့ဝိဇာလန်နဲ့ ကျင့်ကြံပွားများအားထုတ်ရရှိနိုင်ပါလိမ့်။ဒိတ်ပေါက်စကုညံနှတို့ဤမျက်စိကဲ့သို့အနီးဝေးအသေးအကြည့်အစားရှိတဲ့အရာဝတ္ထုမျိုးမျိုးကိုမြင်နိုင်စွမ်းနဲ့ဒိတ်ပေါက်တော်ရညံနှတို့နာကဲ့သို့အပိတ်ပင်တောင်းစီမရှိအရာရာကြားနိုင်တဲ့စွမ်းရှိတဲ့ပုပ်ပေနှိပ်ပါတောင်းညံရှင်းပွားကဖြစ်ပျက်တွေ့ကြုံရတာကိုပြန်ပြောင်းအောင်မေ့သိရှိတဲ့ညံရှိတဲ့အိဒီဝိဒညံအထူးထူးပြပြဖန်ဆင်းနိုင်တဲ့တကူရာထာကညံရှိတဲ့ မိမိတို့ကံအားလျှော့စွာဖြစ်ပေါ်တဲ့သတ္တဝါတို့ကိုသိဆန်းနိုင်နိုင်ရရှိပါလိမ့်။အနာဂတ်တဉာဏ်အနာဂတ်အကြောင်းအချင်းရောက်သမျှကြိုတင်သိနိုင်တဲ့ဉာဏ်ရှိတယ်။သိတိနဲ့အပေညာတရားများပေါင်းမြောက်အောင်မြင်ရရှိခြင်းကို ထွေရပေါက်တယ်လို့ခေါ်ပါလိမ့်။ထွေရပေါက်မှာအရှင်ထွက်နဲ့အသေးထွက်ဆိုပြီးနှမျိုးနှစားရှိကြောင်းကျမ်းတွေကဆိုပါလိမ့်။အရှင်ထွတ်ဆိုတာဝိဇာပညာလိုက်စားခြင်းညာပွားများအားထုတ်ခြင်းကြောင့်ဆိုပြီးခဲ့တဲ့သိတ္တိတွေရရှိတဲ့အခါ တိတ်တိနဲ့လူသားတသားတိဖြစ်စေဖို့ရရှိပြီးတဲ့၁၀ပါးသောတိတ်တိတို့မိမိလူသားရဲ့ရူပခန္ဓာမှာဘယ်ခါမှမဖြစ်ပြဘူးခန္ဓာရဲ့ဝိဇာတက်ဖြစ်တဲ့ပဓာပြစားတဲ့အင်းစမစမယုတ်အင်းယုတ်တောက်တဲ့ထုံစင်းတဲ့မိဘုံတွင်ဝင်ပြီးကျင့်ကြံပွားများတဲ့တွင်တဲ့ဝင်ပြီးထဲမြုပ်တဲ့စသဖြင့်နီလန်ပေါင်းများစွာတဲ့မှာတင်းတင်းနဲ့နဲ့ဆင်ရင်ပြီးလူသားရဲ့အသက်နဲ့အတက်ကိုပါပျောက်ပြက်ခြင်းမရှိစေဘဲနေဤခန္ဓာနေဤအတက် နဲ့ဤတဘိုးတွေပါရတယ်ဒေဝဝိဇာနှလောကကိုပြုပြင်ကူပြောင်းသွားခြင်းမှာပိုင်နိုင်ခြင်းဖြစ်ပါတယ်လူသားရဲ့ပဂတိခန္ဓာတွင်တကောဝိဇာတကောပါ ဖောက်ပြန်ပျက်စီးခြင်းမရှိအောင်ဖော်ဝင်ပြီးတဲ့အဆုံးမှာလောင်းကောင်ကြည်ခြင်းမရှိเสียပဲလူစင်းစင်းမှာဝိဇာအဖြစ်ကူပြောင်းသွားတာဖြစ်ပါတယ်ဒီလိုပြောင်းပြီးတော့ပဂတိလူများကဲ့သို့သွေသေးကြီးလေတလေးအစရှိတဲ့တက်ကြီးလေးပါ ဖောက်ပြခြင်းအကြောင်းလုံးဝမရှိတော့လို့လွန်အသက်ရှိတယ်ဆိုပါလေဒါပေမဲ့လည်းတတန်း900တခါတထောင်တခါစသဖြင့်အရှင်ထွက်ခဲ့တဲ့သိတိအစဉ်တန်းလျောက်မိမိအစကပိုဝင်ခဲ့တဲ့အတိုင်းကျင့်ကြံခဲ့တဲ့အတိုင်းတပံထမှန်ပြီးမှခန္ဓာကိုယ်ကိုဆက်လက်ခိုင်ခန့်စေကြောင်းပြုပြင်ပြောင်းလဲခြင်းသိတိတင်ခြင်းများပြုလုပ်ရတယ်လို့သိရပါတယ် ဝိဇာထွက်ရပေါက်ပုဂ္ဂိုလ်ထူးတွေနဲ့ပတ်သက်ပြီးလေးလာမိသမျှတင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ